ယခုတင်ဆက်သောအတန်ထွက်ပုံမြင်ရုပ်ပြများ audio book များသည် quality publishing house စုပြည့်စုံလုံးစားပေးရတရံကုန် publication တို့၏မူပိုင်လာဖြစ်ပါသည်မင်္ဂလာပါမောင်ညီမလေးတို့၏မမတော့ပုံမြင်တင်ဆက်သူမဆုပြည့်စုံလုံးမဲ့ဖြစ်ပါယမမထင်းချင်းဖတ်ပြမဲ့ပုံမြင်လေးကတော့စုပြည့်စုံလုံးစားပေးရနေထုတ်ဝေထားရဲ့ကိုထံပြန်သောမကောင်းမှုကံလို့ခေါ်ရဲ့ပုံမြင်လေးပဲဖြစ်ပါယ ုန်းရှိရှိတော့ကမွန်ရွာတရွာမှာဘုန်းကြီးချောင်းတစ်ခုပေးနိုင်ဒူးရင်ချံတစ်ခုရှိရဲ့ချံပိုင်ရှင်ကဘုန်းတော်ကြီးထံလာတိုင်းနှုတ်ဖွဲ့ပစ္စည်းရေပါလာလေးရှိရဲ့တနည်းမှာချက်ရှင်လဲမျက်နှာမသာရဖြစ်ကဘုန်းတော်ကြီးထံရောက်လာရဲ့ဘုန်းတော်ကြီးကမေးလျာအရှင်ဖျားကိုလူဖို့ကြံရွေထားတဲ့ဒူးရင်သေးကြီးကိုရှင့်ငပေါ်ကြိုက်သွားလို့ပါဖျားဟုဖြေတယ်ဘုန်းတော်ကြီးကရှင့်ငဘောရဲ့ကံကရှင့်ငဘောစီမကြမီရောက်လိမ့်မယ်တကားဟုပြန်မိလိုက်တယ်။ တနည်းတနိုင်ရှင့်ငဘောမုံဆိုးကမြပြင်းပြည့်၍တည်သွားသည်ကိုတည်လေတော့ချန်ရှင်နဲ့ဖုန်းတော်ကြီးကိုရှောက်ပြန်နေဖုန်းတော်ကြီးကမုံဆိုးရဲ့ကံကမုံဆိုးစီပြန်ရောက်လိမ့်မယ်တကားလို့ပြောရဲ့မုံဆိုးသည်လည်းမွေကပ်၍တည်လေတော့ချန်ရှင်ကဖုန်းတော်ကြီးတန်းရှောက်လေတော့အင်းမွေရဲ့ကံကမွေစီပဲပြန်ရောက်မှာပါတကားတော့လို့မိပြန်တဲ့လုံးချိန်တိတိကြုံပြီးသည့်နောက်မကောင်းမှုသည်ဖြူသူထံသို့သာ ပြန်လာတတ်ကြောင်းချန်ရှင်လည်းတွေးမိလာလေရဲ့ တနေ့တော့ခြံရှင်းရင်မွေတကောင်ကိုပေါတူဖြင့်ခုံမိသွားလေရာခြံရှင်းလည်းငါပြုတ်တိမကောင်းမှုကငါစီပြန်လာတော့မှာပါလားလို့တွေးပူမိသွားရဲ့ထို့အခါသေရာချင်းတူနှင့်ရှင်ဘရင်တက်၍သေးတာကမျက်တည်ဟုတွေးမိရာဘရင်ဥယင်တော်အတွင်းကဒေါင်းကိုခုံယူကာတတ်စားလိုက်တဲ့ဘရင်နဲ့မင်းချင်းများအားဒေါင်းခိုးစားသူကို ရှာဖွေစေရန်ခြံရှင်းကိုဒေါင်းတော်များနှင့်အတူသူ့ခြံတန်း၌ဖမ်းဆီးရမိလိုက်တဲ့ ဘရင်ရှိတော်မောက်တို့ရောက်လျက်အခါမှာဘရင်ကခြံရှင်အားဘရင်ပစ္စည်းကိုခိုးရင်ရာဆွေးတန်တဲ့မှာတင်မတိသလားဟုမေးလျက်ခြံရှင်လည်းတိပါရဲ့ဖျားကြီးကျယ်သောတင်ချင်းဖြင့်တည်လို့၍ပြုမူရပါသည်ဖျားဟုရှောက်တင်လိုက်တဲ့ဘရင်လည်းအာအာတဲ့ကမောင်မင်းစကားကထူးခြားလာကြည်လားရှေ့အောင်ရှောက်တင်တော့ဟုမေးလျက်ပါ့ ထို့အခါဖုံးတော်ကြီးထံကဲ့ရန်သာတိဒူရင်းဒီကိုခူးယူစားသုံးသည့်ရှင်းကပေါ်သည် မုံဆိုး၏မြတ်ချက်ဖြင့်တရားတကယ်သို့မုံဆိုးသည်လည်းမွေကား၍တရားကြောင့်မိမိသည်လည်းမွေတကောင်အားတက်မိကြောင်းရှောက်တင်နေရယ်မကောင်းမှုဟာပြုသူထံပြန်ရောက်လာတာကိုသိရပါကြောင်းတရားမြည်ဆိုလျင်မင်းကြီးတက်၍တရားခြင်းကမျက်တည်ဟုတွေးမိသဖြင့်ဘရင်ထောင်ကိုတဆားပါကြောင်းရှောက်တင်နေတဲ့ဟုတ်ကဲ့ဘရင်လည်းတင်းကြီးမကောင်းမှုကံကိုငါလက်စစ်မကမ်းလို့ပါတင်းကြီးမကောင်းမှုကံကို ကောင်းမှုကုသိုလ်ကံဖြင့် ခြေဖြတ်ပါတင့်အားငါအသက်ချမ်းသာခွင့်ပေးပါဤဟုမိန့်လျာချက်ရှင်လေတိတရားဝင်ကယဟန်ဝတ်သွားလျော်ရဲ့ပုံမြင်လေးကိုနားထောင်ပြီးပြီဆိုရင်တော့မမနဲ့အတူမေကွန်းလေးတွေကိုဖြည့်ကြည့်ကြအောင်နော်နံပါတ်1ရှင်းကဘောကမိဒီကို ခိုးစားပါသည်။နံပါတ်2ရှင်းကဘောမိတို့တရသည်။နံပါတ်3မိုးဆိုးကိုမိတို့တသည်။နံပါတ်4ချန်ရှင်ကမိတိယူရဲ့ချက်ဖြင့်ဘရင်တောင်ကိုတတ်စားသည်။ နမငါဘယင်ကချန်ရှင်ကိုမိတို့အမိန့်ချမှတ်ခဲ့သည်။မမရဲ့ပုံမြင်လေးကိုဆက်လက်ပြီးနားထောင်ခြင်းနဲ့ဆိုရင်တော့မမရဲ့ YouTube channel ကို subscribe လုပ်ဖို့မမေ့နဲ့နော်။